ဆိုတော့တို့အချင်းချင်းအဆင်ပြေတယ်ကျူးပင်းနဲ့မီဒီယာသူကိုယ်တိုင်အောင်လည်းမျိုးလိုက်ကြည့်တာအဲ့နဲ့ဟောင်းတော့တစ်ချက်တော့မဟောင်းသူဟောင်းလိုက်ပြီဆိုရင်လည်းကိုရီလေးလိုက်ပြီးပြေးမှာဆိုလို့အဲ့ဒီအသည့်တရားသူ့မှာအဲ့ဒီအသည့်တရားတွေရှိတာအကွာလည်းပြောပြပေးတာပေါ့နော်မိလန်ကကိုရီလေးနော်မိသငယ်ချင်းနဲ့တနာမှုကောင်းလေစာသားတွေ့မယ်ပါဘူးသူကိုယ်တိုင်အောင်အဲ့ဒီလိုက်ချင်တာဟိုကိုချင်းစာပေးလိုက်တာပေါ့နော်သူဘယ်လိုကိုတို့လူတွေမှာလည်းနေမှာတချို့စင်ကိုရီပြည့်စုံနေရတဲ့အချိန်မှာကိုတော့မပြည့်စုံပါဘူးဆိုရင်စာနာစိတ်မြတ်တာစိတ်ရှိတယ်သူကလည်းမျိုးပါနော် သူဒီလိုရှိတဲ့အချိန်မှာနန်းကလေးတွေအမျိုးပေါ်တော့အစားမစားဘူးတကောင်နဲ့တကောင်ကြီးနိုင်ငံချင်းတွေထင်နေသူကသူငေးကြည့်ပြီးပြန်စိုင်းကောင်းတဲ့ပုံစံလေးနဲ့ဆိုတော့ပြောမစင်ဒါသူကနေဒီဖြစ်လာတဲ့အကြောင်းတရားပေါ့နော်ဒါသူသူသူကြောင့်ဖြစ်လာတဲ့ဒါနေစဉ်ကုသိုလ်လို့ပြောလို့ရမယ်ဒါမီလေးကုတူပါပြောမစင်သူ့ကြောင့်ဖြစ်လာတာပါရော့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 ဆာ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 သမီးတရားဆာမလားရော့ရော့ရော့ဆာအဲ့တော့တို့လေးတွေပေါ့နော်နောက်ဆုံးသမီးတစ် တို့ကထမင်းတစည်းမကောင်အောင်စားပြီနောက်တော့ပကံကျွန်တော်အခုဆိုအမြင်နဲ့ပြောတယ်ပကံမှာစေးပြင်းတော့ဆိုရင်တို့ကအဲ့တိုင်းပဲတစည်းမကြောင်အောင်စားသွားရဲဆိုရင်အမောပြေတာပေါ့ကြည့်ပြီးတော့ပင်ကိုဟိုတယ်ကောင်ကောင်မှာတက်စားရတဲ့တနက်စားထဲတို့ကြည့်ပြီးခန်းစားတဲ့အရသာပို့ပြီးအနှစ်သာရရှိတယ် ကဇော်လွင်ဦးပါကိုနာမည်ကဘယ်ဟာမလို့စကြွေးပြီးတယ်ဆိုတော့ဒါပြောမယ်ဆိုရင်ဒီမီးလေးပေါ့နော်မီးလေးစမွေးပြီးအထင်အားနေပြီးစပြီးကြွေးဖြစ်တာပေါ့နော်မပည့်ရငငယ်ရအကိုတခါအဲ့ဘိုခွေးကြိုက်ခံရဘူးလေပေါ့နော်ခွေးကြိုက်ခံရတဲ့အချိန်မှာအဲ့ခွေးမလေးကသူကဟိုဟာဖြစ်တာညီမသားပေါက်ထားတဲ့အချိန်ပေါ့နော်သူကလည်းကိုယ်ကိုကြိုက်ချင်လို့မဟုတ်ဘူးကိုရောကလည်းအမျိုးပေါ့နော်သူ့ရှိမှသွားရင်မျက်စိနောက်သလိုဖြစ်မိသွားတာပေါ့နော်အဲ့ချိန်မှာခွေးမလေးကဟတ်လိုက်တာဟတ်လဲဟတ်လိုက်ရောအမေကသိတော့အကိုကပဲရိုက်တာဘာလို့သွားပြီးသိရမလားနင်း ဟိုဘာလို့ခွေးရှိနေနားသွားလဲဘာလဲသုံးမသုံးမအခုတည်းကာကွယ်သိထိုးပြီးပြီးတော့သွားလေအဲ့မှာအဲ့သားမျိုးအစာသွားကြည့်ပေါ့နော်ခွေးမလေးကအစာတော့မစားရဲဘူးအဲ့ထရားနေကြည့်ပြီးပေါ့နော်သူတို့တရိစံလေးတွေပေါ့ပေါ့နော်မိရလေးသုံးမတဲ့ခါကျတော့တရိစံလေးတွေပေါ့ဟိုမြင်လာတာပေါ့နော်အော်သူတို့တနာပါတယ်ပဲဒါမဲ့ဖြတ်သန်းလာနေတောက်လျှောက်မှာကျတော့ကိုယ်လည်းကိုယ်ပညာကြီးဒီလူမှုရေးစီးပွားရေးနေတယ်ပေါ့နော်ပြီးသွားအော်မီလင်းမွေးဝေးလဲခါကျမှတော့အဲ့ဒီစိတ်ကပြန်ပြီးဖြစ်လာဘယ်လိုသိလဲဆိုမီလေးရကျတော့အိမ်မှာသူစားစရာလေးပိုရှန်နေရမစားဘူးမစားတော့အလဟတ်တာတွေဖြစ် အဲ့အချိန်မှာလမ်းမမှာပေါ့နော်ဟိုခွေးလေးကအိမ်ရှိရခွေးသူတို့ခွေးသားကျွေးတဲ့ပကံလေးကိုခောက်ပြီးအစာကြောင်တောင်းနေတာအဲ့အလီဂျီအဖေကလည်းလာပြောတော့နော်စင်ကောင်းပြန်လာလည်းမီးလေးပိုရှင်တာလေးထကျွေးပေးလိုက်တာအဲ့တမနတ်ပေါ့အဲ့အချိန်မှာနောက်နေ့ညနေပိုင်းနဲ့ကျွေးမယ်လို့ကြော် तू ကသူ့ဦးနဲ့မဟုတ်တော့ဘူးသူ့ရဲ့မောင်နှမတွေမှာပါလာတာတအုပ်လိုက်ပေါ့နော်တအုပ်လိုက်ကြီးဖြစ်သွားတယ်အဲ့အနေနဲ့သူတို့ခြာကျွေးပေးတယ်ခြာကျွေးပေးနေတအုပ်တော့ဝနေပြီအဲ့မျိုးပေါ့နော်တပြင်းနဲ့များ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 လာရင်လည်းအခုတော့အကောင်30ထိဖြစ်သွားတာပဲ တော့အခုကြွေးပြတာလည်းအခုဆိုရင်ဟောပါတော့9နှစ်၄နှစ်ကျော်9နှစ်ပေါ့9နှစ်ဝင်ကျင်တော့ဖြစ်သွားပြီသူကိုယ်တိုင်ရအောင်လေအလမ်းမေးခွေးလေးတွေဟောဖြစ်သလိုပဲစာနာသလိုပဲအခုကိုတို့တွေပြီးကလေး3နှစ်ကျော်၄နှစ်လောက်ပါနော်အခုတော့မျိုးမီလေးနဲ့ညနေပိုင်းဆိုလမ်းလျှောက်ထွက်တယ်မျိုးမီလေးနဲ့စပိန်လိုက်စီးဖြစ်တယ်မဟုတ်လိုက်စီးဖြစ်တဲ့အချိန်မှာကိုကမီလေးနဲ့ညှူနေတဲ့အချိန်ဆိုအဲ့လမ်းခွေးလေးတွေအမျိုးကြည့်နေကြရောကြည့်နေတနာတယ်ပေါ့နော်အဲ့ကြောင့်ကိုကလည်းလေမီလေးနဲ့အမျိုးပေါ့နော်ပေးပေးဆော့ပေးတာဟိုကိုကတော့ ကိုယ်ကလေးရနေပြီသူတို့ NL မရှိဘူးဆိုတော့ဟာတီးတဲ့ခါမျိုးကြတော့သူတို့ရှိက NL ရှိလားမရှိလားကိုကစောင့်ကြည့်ပြီးပေးပေးစော့ပေးနေရင်းနှီးလာတယ်ပြီးတော့ကိုကမှအစာကျွေးပေးတဲ့လူမဲသူတို့ဘာလို့ကျွေးသခင်လို့ဖြစ်တာမလို့အဲ့တော့သူတို့ကျွေးပေးတဲ့လူရဲ့ကလေးမန်းတီးတော့သူကလည်းညားတယ်မီလီယာလည်းညားတယ်သူတို့သူတို့အချင်းချင်းအစဉ်ပြေတယ်ကျွေးပေးနေမီလီယာသူကိုနိုင်အောင်လေးအမျိုးလိုက်ကြည့်တာ NL ဟောင်းတော့တစ်ချက်တော့မဟုတ်ဘူးသူဟောင်းလိုက်ပြီဆိုရင်လမ်းကကိုလေးတွေလမ်းပြီးပြေးမှာဆိုလို့အဲ့ဒီအတိတ်တရားသူ့မှာအဲ့ဒီအတိတ်တရားလေးရှိတာအကောလည်းပြောပြပေးတယ်မနော်မိလန်ကခလေးနေနော်မိသင်ငယ်ချင်းနေတနာဖို့ကောင်းလေအစာသားကျွေးမယ်ပါသူကိုနိုင်အောင်အဲ့ဒီလိုက်ချင်တာအဲ့အဲ့လိုမျိုးလေးတွေ ။ငွေချင်းတော့ကြွ့မယ်။ငွေချင်းတော့ကြွ့မယ်။အေးဟုတ်ပြီဟုတ်ပြီသွားမယ်သွားမယ်။ဘူပေါင်းနဲ့ပဲထမင်းတဲလိုက်တယ်။ပြီးရင်ကြက်သားကိုလုံးဝရောပြုတ်တာပေါ့နော်ဒီထဲမှာအဲအစားတွေဘာတွေမထည့်ဘူးနည်းနည်းအရသာပေါအောင်နည်းနည်းထည့်တယ်ဆနေမုံနဲ့လုံးဝကြက်သားပြုတ်ယူအဓိကယူတယ်ပြီးရင်အဲကြက်သားရဲ့ထမင်းရောရောပြီးနေတယ်ကြက်သားပြုတ်နေပေါ့နော်နည်းနည်းတော့အချိန်ပေးရတယ်ဘာလို့ဆိုတော့အဲ့ထဲမှာအယိုးအသေးလေးညာစားပါမှာဆိုလိုအမျိုးဖယ်ထုတ်ပြီးဟွာဖြစ်ကြတာဘာလို့ဆိုတော့သူတို့ကစားခြင်းတဲ့အခါအာဟိုအာဘာစားတဲ့အခါမျိုးပေါ့နော်အယိုးတွေဘာပါဝါရင်သူတို့လေချောင်းစုတဲ့ ပြဿနာဖြစ်မှာဆိုလို့လေအယူအဆသေချာဖေးကအဲညာလက်ဒေတာညောင်းအဲတခါကျရင်ထမင်းမလောက်ဘူးဆိုရင်ချက်ချင်းချက်ချင်းအာလက်ဒေတာအပူလောင်ပေါ့နော်သူတို့ရှိတဲ့ချိန်တွေသွားကြွေးရတာဘာလို့သူတို့ကလည်းတခါကျရင်ကျွေးပြီးနေကြအကောင်လေးတွေမဟုတ်တဲ့ခါကျတော့မရှိတော့မှဆိုလို့လေအဲ့မျိုးသူတို့ရှိတဲ့ချိန်အမိသွားသွားကြွေးပြရတာဒီထဲထဲဝင်ဝင်ကြွေးဖြစ်တာလားခေါင်းတော့ပြေကိုဒီငငယ်ကခွေးကြိုက်ခံရလို့အမေကြွေးခိုင်းတော့လားဒီလောက်ထိငယ်တဲ့ချိန်တွေဖြစ်တော့မသိဘူးပေါ့နော်ကြီးလာတဲ့အချိန်မှာ မြင်ရတာနော်ပတ်ဝန်းကျင်မှာမြင်ရတဲ့ဟာတို့ရဲ့အနေစင်းရဲ့အစားစင်းဖြစ်နေတဲ့ဟာလေးတွေပြီးတော့သူလုံလုံချုံချုံပြပြစုံလုံဖြစ်နေတဲ့အချိန်မှာသူ့အကြည့်ပြီးဘယ်လိုပြောမလဲလမ်းကကလေးတွေကိုပို့ပြီးကိုချင်းစာသိဖြစ်တာတခါကျရင်မီလေးတော်အဆူခံရတယ်တုံတုံလမ်းကကလေးတွေဆိုရင်ပို့ပြီးစိတ်ရှည်ပေးဖြစ်တာလေသူကလည်းအဲ့ဟာကိုသိနေတာမသိဘူးမနာလိုစိတ်မရှိဘူးမီလေးမှာလေအဲ့တခုကနောက်ဆုံးသူစားမဲ့ဟာကနော်မီမစားတော့ဘူးလားမစားနိုင်တော့ချင်းမယ်ဆိုရင်လေချက်ချင်းအဲ့အစာခွက်ကိုဖယ်ပေးတယ်တော့ချင်းပြီဆိုရင်သူမှလိုက်ချင်တာအာတခါကျရင်လည်းဖွင့်သူမှလိုက်မယ်ဆိုတာဟာမျိုးတွေလောက်တာ ဆိုတော့ပုံမှန်ကျွေးနေကြဒီနားတစ်ဖက်ဆိုရင်တော့အကွာခေါ်ပြီးလို့ရတယ်တခြားနေရာခွေးလေးတွေကြတော့မီးလေးတွေ့ပြီဆိုရင်တို့ရလည်းမလာရဲတော့ဘူးအဲ့နဲ့နောက်ပိုင်းကျတော့မီးလေးကိုမခေါ်ဘူးဒီနားတစ်ဖက်တော့ပဲအကိုခေါ်ပြီးတွေ့ပြီးဖြစ်တော့သူကအဲ့အသည့်တရားလေးပေါ့နော်အိမ်ပေါ်မှာငှက်စာလေးတွေတွေ့ပြီဆိုတဲ့အတိုင်းပဲငှက်လေးတွေတွေ့နေပြီဆိုရင်လုံးဝအတန်ဟိုသူအတန်မထွက်ဘူးငြိမ်ပြီးကြည့်ပြီတဲ့ဟိုကိုချင်းစာပေးလိုက်တာပေါ့နော်သူဘယ်လိုအကိုတို့လူတွေမှလည်းတဲ့မှာတချို့ဆိုရင်ကိုတွေပြည့်စုံနေရတဲ့အချိန်မှာကိုတော့မပြည့်စုံလားလို့ဆိုရင်စာနာစိတ်ပြစ်တာစိတ်ရှိတယ်သူကလည်းမျိုးပဲနော် သူဒီလိုရှိနေတဲ့အချိန်မှာနန်းကလေးတွေအမျိုးပေါ်တော့အစာမစားဘူးတကောင်နဲ့တကောင်ပြည်နိုင်ငံချင်းတွေဖြစ်နေတယ်။သူကအဲ့လိုငေးကြည့်ပြီးအမျိုးဆိုင်မကောင်းတဲ့ပုံစံလေးနဲ့ဆိုတော့ပြောမစင်ဒါ तू ကနေပြီးဖြစ်လာတဲ့အကြောင်းတရားပေါ့နော်။ဒါ तू 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 ကြောင့်ဖြစ်လာတဲ့ဒါနေစဉ်ကုသူလို့ပြောလို့ရမယ်။ဒါမီလေးကုသူပေါ့ပြောမစင်။ तू ကြောင့်ဖြစ်လာတာပေါ့။အဲအဲ့တော့အကုန်လုံးကြဘယ်လိုမျိုးနာမည်ပေါ့နော်။မြမဆန်းဆန်းလေးပဲပေးခြင်းနဲ့ကိုကိုကလေးတရားလို့မလို့မီလေးအမီးငယ်လေးအဲ့မျိုးခေါ်နေတဲ့မီးငယ်လေးဆိုပြီးဖြစ်သွားတာနာမည်အဖေထူးရတော့လည်းမရှိဘူးအဲ့မျိုးပေါ့နော်သူကိုကိုကိုလေးခေါ်တဲ့ နန်းစားတွေပဲသူ့နာမည်ပေးလိုက်တာပေါ့အဲခြေစုံနဲ့ခေါင်းနဲ့ဟာမီးလေးရနေမီးငယ်လေးပေါ့နော်မီးငယ်အမမီးငယ်လေးဟာလာမီးကမီးငယ်လေးလားဟာလာမီးငယ်လေးလားဟာအဲ့လိုမျိုးအားလောလေဟိုမတွက်ထားမျိုးတန်ထားဆိုကတော့ပြောပြောအခုပုံမှန်ကျွေးနေကြအကောင်30 30ရှိတယ်အဲ့ပြင်အခုချက်ထားတာရှိတယ်ဘာလို့လဲဆိုရင်အခုဘီလေးနဲ့စပိန်လက်စီးတဲ့အခါမျိုးဆိုရင်လည်းအခုဆောင်းသွားတယ်ဘာလို့ဆိုရင်တခြားနေရာမှာပေါ့နော်အမျိုးအစာငတ်တို့လာရှာတဲ့ခွေးလေးတွေရှိတယ်အစာရှာရင်လည်းလမ်းပြောက်တာတဲ့ခွေးလေးတွေဒီမှာလမ်းထဲမှာရောက်ရိုးဖြူတခြားခွေးတွေလည်းဆိုရင်အဲ့အမျိုးတွေဆိုတဲ့အခုကစင်းပြီးကျွေးပြလိုက်တယ် သူတို့ဝမ်းဝါပြီးဆိုရင်နည်းနည်းတည်ငြိမ်ဖြစ်သွားရင်သူတို့လည်းသူတို့နေရာကိုသူတို့ပြန်သွားတတ်အောင်လေအဲအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးဘယ်လိုမျိုးလဲအိမ်မအဲ့လိုမျိုးထမင်းပြက်တာမျိုးမရှိဘူးနောက်ဆုံးသူတို့ကျွေးဖို့ကုန်ပြီဆိုရင်တော့အကိုတို့သားဖာကိုစမထမင်းကိုကျွေးပေးတာရောအလူအလူဆိုတာတဲ့နော်အလူအလူရတော့အကူလာမတတ်မဘူးတမျိုးတော့ပြောတော့ဟာမင်းတော့တော်တော်လေးကုသိုလ်ရရမယ်ဆိုမဟုတ်ဘူးလို့ကျွန်တော်ကုသိုလ်ရေးရောက်လို့တော့မဟုတ်ဘူးလို့ကိုချင်းစာစဲကြီးလို့ ကျွန်တော်နောက်ဘဝဘာဖြစ်မှာလဲဘာလဲမျောကိုပြီးလဲလောက်တာမဟုတ်ဘူးအခုကျွန်တော်ကျွေးပြလိုက်တဲ့တနက်ကသူတို့ဝမ်းဝါဝါမယ်ကျွန်တော်ကုပြလိုက်တဲ့ဟာဒဏ်ရာပြတ်သွားဆိုတော့ပြီကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာယူကတော့ကောင်းလာလုံးရင်ကောင်းလာဖြစ်မယ်ဆိုတဲ့ဟာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ကိုမျောကိုပြီးလောက်တာလည်းမဟုတ်ဘူးနောက်ဘဝဘာဖြစ်မှာလဲလည်းမဟုတ်ဘူးကျွန်တော်ကျွေးလိုက်တဲ့တနက်စာလေးသူတို့ဝမ်းဝါဝါမယ်အကောင့်စီလေးစားမယ်အနာဘေးကင်းမယ်ဆိုရင်အာကျင်တတ်ပြီပေါ့နော်အဲအိတ်စိတ်လေးနဲ့ပဲလုပ်ပေးတယ်လုပ်ပေးဖြစ်တာဆိုတော့နေ့စဉ်ပေါ့အကောတရားမှတော့မပြတ်သေးဘူးအဲ့တော့တို့လေးတွေပေါ့နော်နောက်ဆုံးထမင်းတစ်စီးတို့ကထမင်းတစ်စီးမကောင်းအောင်စားပြီနောက်ဆုံးပကံကျွန်တော်အခုဆိုအမြဲတမ်းပြောတယ် ပကံမှာဆေးပြင်းတော့ဆိုရင်တို့ကအဲ့တိုင်းပဲတစည်းမကြအောင်စားွားရဲဆိုရင်အမောပြေတာပေါ့ကြည့်ပြီးတော့ပင်ကိုဟိုတယ်ကောင်းကောင်းမှာတက်စားရတဲ့တနက်စာထဲသူတို့ကြည့်ပြီးခန်းစားတဲ့အရသာပို့ပြီးအနှစ်သာရရှိတယ်ပို့တွေးမိတယ်လေလာကျွေးကြတယ်လာကျွေးရင်သူတို့ကတွေးတဲ့ခွေးပဲသူတို့ခြာကျွေးလိုက်တဲ့အခါကျတော့ညှောနေရောနောက်ကနေစိတ်မကောင်းဘူးသူတို့မစားတော့ဘူးပေါ့ဆိုတဲ့ဟာလေးတွေအဲ့ရဲ့ညဝင်လေးလေကိုကသိတဲ့အခါကျတော့ခြုံနေရှိရင်ခြုံနေသွားကျွေးတယ်မြောင်းလဲဆိုမြောင်းနေသွားကျွေးတယ်နောက်ဆုံးခြုံအောင်မှာတန်စီ တန်ဆူးအောက်ပေါ့နော်အဲ့ဟာတော့ကိုလက်ရှုပ်ပြီးကြွေတယ်ဒီမှာဆိုနောက်မှလက်မှာချင်းပြရတယ်အဲ့မျိုးလက်နှစ်နှစ်ပြီးကြွေတာမထွက်ရဲကြဘူးလာမစားရဲဘူးနောက်ဆုံးသူတို့ကဘယ်လိုလဲဆိုတော့လူကိုယ်တည်းကြောက်တယ်ခွေးအချင်းချင်းနဲ့ကြောက်ရတဲ့ခါမျိုးကြတော့ជីနိုင်ငံချင်းပေါ့နော်ဒါတရိတ်ဆန်မှာဆိုရင်ဒါជីနိုင်ငံချင်းဟာပေါ့အဲ့တော့အဲ့ជីနိုင်ငံချင်းဟာလေးတွေမှာအဲ့ဒီဟာတွေရောပေါအောင်ဆိုပြီးသူတို့ရှိတဲ့နောက်အရောက်သွားကြွေတယ်ဘာလို့ကိုကကြတော့ကြွေးပြီးပြီးရောမဟုတ်ဘူးမစားသေးတဲ့ခွေးကိုစားစေချင်တာအတွက်ကအပင်မန်းခံတယ်အပင်မန်းခံပြီးကိုယ်လက်တွေရတယ်ပေါက်ပြဲပြီးကိစ္စမရှိဘူးနေဘူးတဲ့နေတောင်တဲ့ကိစ္စမရှိဘူးမိုးရတယ် ပါကြွတွားကြွလိုက်တယ်အိမ်ပြောင်းရင်ကိုနားလို့ရရတယ်တို့မှဒီတနက်စာစားပြီးရင်တော့မိုးရမှာနေရတဲ့ဘဝလေအမှန်ပါပဲတို့ကြတော့ဒါချစ်တာပါနော်ခွေးချစ်တာကိုလို့ကြတော့ချစ်တယ်ဆိုတာထက်ဒါပြောမစင်မေတ္တာစိတ်ပေါ့အကိုတော့ချစ်တာလုပ်ယူလို့ရတယ်မေတ္တာကယူနာစိတ်ကြတော့ထားပေးဖို့ခဲရင်လေဆိုတော့အကိုဆိုရင်အခုကိုမွေးဟားလာပဲလေသူ့မွေးပြီးမှလမ်းမေးခွေးလေးတို့ပူပြီးစာနာလာတယ်လေတချို့ကြတော့မဟုတ်ဘူးကိုခွေးမှဒီလေးပဲထောင်းတယ်အပြီးပါတယ်ပဲထင်တာလမ်းမေးခွေးဆိုရင်မတူတူမဆက်ဆံတာသွားရင် ခွေးတွေရှိတဲ့နေရာသွားရတယ်အဲ့ခွေးတို့မောင်းထုတ်တာမျိုးတွေလုပ်တယ်အခုဆိုဘာမှမလုပ်ဘူးခွေးတွေနေနေမတော်တော့လူစိမ့်မြင်ခွေးစိမ့်မြင်လက်မခံကျင်တဲ့ပုံစံအဲ့နာအကုန်လုံးမသွားဘူးရှောင်းတယ်အကိုတော့ခွေးမွေးထားပြီးခွေးကိုလူစိမ့်ပါအောင်ဖြစ်ရမယ်တချို့ကြတော့ခွေးမွေးထားပြီးပေါ့နော်ဟိုပြောမစင်တလေးဆန်လေးတွေထထအောင်ကြီးနိုင်ငင်းစိတ်တွေရှိကြတော့အမှန်တော့ဒါမလုပ်ကောင်းမလုပ်သင့်တဲ့အရာအဲ့ဒါကိုကိုကိုနိုင်ခွေးမွေးထားတဲ့လူတွေကပို့ပြီးတောင်ဒီလမ်းမေးခွေးလေးတွေကိုစာနာယူနာထားပေးရမှာပြီးတော့အဓိကနောက်တစ်ခုရှိတာကလူတွေတော်တော်များများပါနော် online မှာတွေ့ရင် လမ်းမခွေးကိုမုံနေလမ်းမခွေးကိုမုံနေတော့ကလမ်းမခွေးလေးတွေကိုအစာကျွေးပေးတာမျိုးစိတ်ကူတာလို့လုပ်တဲ့လူဆိုမုံနေဒါပေမဲ့သူတို့ကလေခွေးတွေကြောင်တွေကိုလမ်းမှာပြက်တဲ့လူဆိုရင်တော့လူလူချင်းစာနာကြတယ်သူတို့မှလည်းအဆင်မပြေလို့လွတ်ပစ်မှာပေါ့ဆိုတဲ့အပြောနေရှိကြတယ်နောက်ဆုံးကိုပြောမယ်ဆိုရင်ခီးတွေတောင်မသွားဘူးသွားမယ်ဆိုလည်းဘီလေးခေါ်သွားလို့ရရတဲ့ခီးယူတာပြီးခဲ့တဲ့အခါပေါ့နော်ဒါစိတ်ပြေလောက်ပြောင်းနေသွားဖြစ်လိုက်တယ်အကြိုက်တွေမသွားဘူးဘာလို့ဆိုရင်ဒီမှာတနက်စာမျောနေရမယ့်ဘဝလေးတွေမြင်နေတဲ့ခါကြတော့လေကို့အပြောနေတာလဲပြစ်နိုင်တယ်ပေါ့နော် အဲ့ဒီအချိန်မှာပဲဟောငါတရရေးသွားပြောလိုက်တဲ့ဟာကကိုတို့ဘာမှမဟုတ်ဘူးပေါ့နော်သူတို့ကြည်ပြီးကြွေးပြီးပြောရတဲ့အပြောကပုံပြအသေးပဲရှိတယ်ကိုကိုတိုင်းနဲ့ပြောရတယ်ကိုကိုပြောတာတခြားတစ်ဖက်မှာလည်းသွားပြီးအကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ဟာဒီဟာပုံပြပေါ့နော်အသေးပဲရှိတယ်ပြောရှင်းမှုဆိုပြီးအဲအဲ့အဲ့နဲ့အပြင်သွားလေတာမျိုးတွေပါတယ်ကိုကငွေလာသိတော့လည်းမရှိပါဘူးဝါသနာလည်းမပါဘူးမကြိုက်ခင်ဘူးဆိုတော့ကွက်တိဖြစ်သွားတာပါအထွေထူးကြီးဟို control လုပ်နေစရာမလိုတော့ဘူး အဲနောက်ဆုံးအနေနဲ့ကတော့အကိုတော့ပြောချင်တာပါเนาะအခုဆိုရင်အကိုကတော့ဒါကိုကိုပေါ့เนาะခွေးချစ်တဲ့လူတို့တတ်မှတ်ထားတာတော့မဟုတ်ဘူးအကိုကတော့ဒါခွေးမမဟုတ်တတိဆိုင်အားလုံးကိုမြေတားကူးနာထားပြီးတနာရတယ်ဘာလို့ကိုထက်နေကြတဲ့ဘဝတွေဖြစ်တယ်တနာရတယ်အဲ့တော့သူတို့ကိုတို့ကြွေးပြနေတဲ့လူတွေပေါ့เนาะတေချာနီးမဲ့နမန်နေနေကြွေးပြမဲ့ဟိုတမားကအများသူငါပတ်ဝန်းကျင်အတွက်အနောက်ရှက်မဖြစ်အောင်ကိုဘကဆောင်ရဆောင်ရသတိလေးတွေပေါ့เนาะထားပြီးကြွေးပြမဲ့ပြနိုင်တဲ့လောက်လေးတားဆက်ချလုပ်ပေးမယ်အခု page မှာတော့အများနဲ့တင်ပေးဖြစ်တယ်ဒါလေးဆိုရင်တားဆက်ချတွေဘလို့ပေါ့เนาะ corporate လုပ်လို့ရမယ် private အဖွဲ့တွေရှိတယ်ဆိုတဲ့ဟာမျိုးတွေပေါ့เนาะကိုကိုတိုင်းနဲ့ ကိုကကိုမနှုတ်ပေးနိုင်တဲ့ဟာကိုတော့ဘယ်တော့မှ share မလုပ်ဘူးကိုကိုနိုင်နှုတ်တယ်ဒီဟာတော့ကောင်းတယ်ဒီဟာမျိုးဖြစ်တဲ့ဟာဆိုအများနဲ့ share လုပ်ပေးဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုကပေါ့နော်ကျွေးပြီးတဲ့လူတွေတခြားနီးစနစ်စနစ်စီးစနစ်တခြားလေးနဲ့ပတ်ဝန်းကျင်အတွက်လည်းအနောက်ရှက်မဖြစ်အောင်အဲ့အမျိုးကျွေးပေးမယ်ဆိုရင်ပေါ့ဒါပတ်ဝန်းကျင်အတွက်လည်းကောင်းမယ်ဒီလင်းလင်းလေးတွေပွားရတယ်ပေါ့နော်အေဂျင့်သွားမယ်ပေါ့အဓိကကတော့ကိုဖြစ်စင်ကြတာပေါ့နော်ဒီအခုဒီလုံနေတဲ့တားဆက်ချာအဖွဲတွေဟိုဒီမျိုးနဲ့ရက်ကွက်ဌာနဆိုင်ရာလိုက်ပေါ့နော်အဲ့မျိုးတွေလုံမယ်ဆိုရင်တော့နှစ်နှစ်အလုံးနှစ်နှစ်လောက်ပါပဲဒီလေးနှစ်ဘဝလေးအေးချမ်းသွားမှာပါမဟုတ်တဲ့နည်းနဲ့ပေါ့နော် ချက်သုံးမှတ်အစားတဒါညနေပြန်လာမယ်နော်